ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့နဲ့ကျွန်တော်10 minute rule 7 minute rule ကို share သွားပေးမှာဖြစ်ပါတယ်အခုကျွန်တော်ပြပြသွားပေးမယ်10 habits ကိုမိတ်ဆွေတို့အမြဲမနှက်တိုင်း7 minutes စီပဲလောက်တာနဲ့မိတ်ဆွေတို့ရဲ့အုံနောက်ဆွမ်းရည်ကအရန်တိုးတက်လာပြီးတနေကုန်မိတ်ဆွေကပြင်းရည်ခြင်းကိုခံစားရမှာမဟုတ်ပဲ active နဲ့ fresh ဖြစ်နေမှာပါပြီးရင်မိတ်ဆွေကအချိန်ဆွဲတဲ့အကျင့်ရှိခဲ့ရင်လည်းအဲအကျင့်ကနေလွတ်မြောက်သွားမှာပါ ဒါရင်မကမိษွေကအမြဲ physically ရုပ်ပိုင်းဆိုင်ရာနဲ့ mentally စိတ်ပိုင်းဆိုင်ရာပါ healthy feel ဖြစ်မှာပါမိတ်ဆွေကဒီ၁၀ခုလုံးကိုမနဲ့တိုင်တခါတည်းလှုပ်တယ်ဆိုရင်တော့အရန်ကောင်းတာပေါ့ဒါပေမဲ့၁၀ခုလုံးကိုမလုံမဖြစ်လုပ်ရမှာဆိုတာမရှိပါဘူးဒီအစားမိတ်ဆွေကဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးမိတ်ဆွေအတွက်အကောင်းဆုံးဖြစ်မယ်လို့ထင်တဲ့ habits တွေကိုပဲရွေးပြီးအဲ့ဒါတွေကိုမနဲ့တိုင်၁၀မိနစ်စီလုပ်လို့ရပါတယ် ဒါဆိုမိတ်ဆွေတို့ကဘယ်အကျင့်တွေကိုအမြဲ10မိနစ်လုံးမှလဲဆိုတာကို comment မှာရေးသွားပေးကြပါနော်။ဒါဆိုရင်တော့ဒီဗီဒီယိုကိုစတင်လိုက်အောင်နံပါတ်1 drink a glass of water မနှက်ထတာနဲ့ရေတစ်ခွက်တောက်ပေးပါကျွန်တော်တို့ရဲ့အုံနောက်နဲ့ခန္ဓာကိုယ်မှာ80ရာခိုင်နှုန်းကရေတက်ပဲရှိပါတယ်ဆိုတာမိတ်ဆွေတို့သိကြပါသလား ကျွန်တော်တို့ကမနှထတာနဲ့ပြီးရင်တဏီကုံမှာလူရင်လူအပ်တယ်လို့ရေကိုလုံလုံလောက်လောက်တောက်ကြရတယ်ဆိုရင်ဒီရေကကျွန်တော်တို့ရဲ့အုံနှောင်းနဲ့ကျွန်တော်တို့ကိုဘယ်အရာမဆိုလုံနိုင်ဘူးအတွက်စွန့်ရင်အပြစ်ဖြစ်ပေးပါတယ်။တကယ်ကတော့ကျွန်တော်တို့ကည9နာရီမဟုတ်ရင်7နာရီစတိုက်အိပ်တဲ့ချိန်ရေမတောက်ဖြစ်တော့ကျွန်တော်တို့ရဲ့အုံနှောင်းနဲ့ခန္ဓာကိုယ်ရဲ့အနေအထားက dehydration ရေဓာတ်များကုန်ခန်းတဲ့အနေအထားကို ရောက်သွားပါတယ်။ပြီးရင် Harvard Medical ကျောင်းကရှာဖွေတွေ့ရှိချက်အရ ခန္ဓာကိုယ်မှာရေတဲ့ခန်းချောက်ခြင်းကအုံနောက်မှာရှိတဲ့ cells တွေကိုခန်းချောက်စေတဲ့အတွက်မိတ်ဆွေကမနှက်ပိုင်းမှာခေါင်းကိုက်တာ ပြင်းရတာမောပန်းတာနဲ့ဆိတ်ရှုပ်တာတွေကိုခံစားရနိုင်ပါတယ်။ ဒါကြောင့်မိဆွေမနှက်ထတာနဲ့ဘာမစားခင်အရင်ရေတစ်ခွက်မဟုတ်ရင်နှစ်ခွက်ကိုအရင်ဆုံးတောက်တာကတော့အကောင်းဆုံးပါပဲဒီလိုလုပ်ရင်မိဆွေရဲ့ခန္ဓာကိုယ်မှာ metabolism ဆိုတဲ့ chemical ကမြင့်တက်လာပြီးမိဆွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့ toxin အဆိပ်အတောက်နဲ့အညစ်အကြေးတွေကိုပယ်ဖျောက်ပေးဖို့ကူညီပေးမှာပါဒီမှာသတိထားရမှာကမိဆွေကရေတောက်တဲ့အချိန်ဖြည်းဖြည်းလေးတောက်ရမှာဖြစ်ပါတယ် Number 2 make your bed သင်းအိမ်ရာကိုတိမ်းပါ Admiral William H. McRaven က speech တစ်ခုမှာ If you want to change the world, start off by making your bed. အကယ်လို့သင်ကကဘာကြီးကိုပြောင်းချင်တယ်ဆိုရင်တော့အရင်ဆုံးကိုယ့်ရဲ့အရာကိုတတရဲ့လုပ်ပြီးစတင်လိုက်ပါဆိုပြီးပြောခဲ့ပါတယ်။ပြီးတော့ကဘာပေါ်မှာရှိတဲ့အကျန်းခံနိုင်ဆုံးလူတွေထဲကတယောက်ဖြစ်တဲ့ David Cogan ကသူ့ရဲ့ loser self ကြရှုံတဲ့အနေအထားကိုလွတ်ပြီးသူ့ဘဝကိုတိုးတက်အောင်လုပ်ဖို့အတွက်မနှက်ထပြီးအရင်ဆုံးသူ့အရာကိုတတရဲ့လုပ်တဲ့အချင်းကနေစခဲ့ထားတာပါ။ ဘာလို့လဲဆိုဒီအိပ်ရာလောက်တဲ့နောက်မှာ psychological reason တခုရှိလို့ပါအဲ့ဒါကတော့မနှထတိုင်းကိုယ့်ရဲ့အိပ်ရာကိုတတ်တတ်ရဲ့တင်းချင်းကစီကံရှိမှုနဲ့ဆက်နွယ်နေပါတယ်ဒါကြောင့်မိတ်ဆွေကဒီလိုအိပ်ရာလုံးရင်မိတ်ဆွေရဲ့အုံနောက်ကို မိတ်ဆွေကတနေ့တာရဲ့အလုပ်တစ်ခုပြီးမြောက်သွားပြီဆိုတဲ့ signal တစ်ခုရောက်ပါတယ်ဒီလိုလှုပ်ချင်ကြောင့်မိတ်ဆွေကိုတနေ့ကုန်မှာရှိတဲ့တခြားအလုပ်တွေပြီးမြောက်အောင်လုပ်ဖို့အတွက် motivate လုပ်ပါတယ်ဒီအကျင့်တစ်ခုကမိတ်ဆွေကိုမသိစိတ် subconsciously နဲ့ psychologically အကျိုးသက်ရောက်မှုတွေဖြစ်စေပါတယ် Number 3 listen music တချင်နာထောင်ပါခဏလေးအတွက်တချင်နာထောင်တာဟာမိတ်ဆွေရဲ့ mood နဲ့မိတ်ဆွေရဲ့တနေ့တာလုံးကိုကောင်းအောင်လုပ်နိုင်တယ်လို့ဆိုအောင်လည်းလုပ်နိုင်ပါတယ်ဘာလို့လဲဆိုမိတ်ဆွေက set song စိတ်ညစ်စရာတချင်နေနားထောင်ရင်တော့စိတ်ညစ်တဲ့ခံစားချက်ကိုရတယ်လို့ပါတီတွေမှာအတန်ကျဲပြီး energy ကိုတွန်းမြင့်စေတဲ့တချင်တွေကိုနားထောင်ရင်တော့ပျော်ရွှင်တဲ့ခံစားချက်ကိုရစေတယ်ဆိုတာမိတ်ဆွေသိပါတယ်ဒါကြောင့်မိတ်ဆွေကနေ့တနေ့တာရဲ့အစပိုင်းမှာ10မိနစ်အတွက် positive ကမ်းနဲ့ပျော်ရွှင်မှုကိုခံစားရစေတဲ့တခြင်းကိုနားထောင်မယ်ဆိုရင်မိတ်ဆွေရဲ့ mood ကလည်းကမ်း positive နဲ့ happy ဖြစ်နေမှာပါ။ဒါပေမဲ့မနက်စောစော rock music တွေ aggressive စိတ်တူစေတဲ့ music တွေအရင်ကြဲလောင်တဲ့ music တွေကိုတော့နားမထောင်ပါနဲ့။ကမ်း music မဟုတ်ရင်ကမ်းဖြစ်တဲ့ instrumental တီးလုံးလေးတွေကိုနားထောင်ပါ rock hip hop နဲ့တခြားသချင်းတွေကိုတော့တခြားအချိန်မှာနားထောင်ပါမနက်ကိုတော့လုံးဝနားမထောင်ပါနဲ့ Number 4 read something inspiring မိတ်ဆွေကိုစိတ်အားထက်တန်စေတဲ့စာတစ်ခုခုကိုဖတ်ပါအကယ်လို့မိတ်ဆွေကနေ့တစ်နေ့တာရဲ့အစမှာစိတ်အားထက်တန်ပြီး motivated နဲ့ positive mindset စိတ်ထားကိုလိုချင်တယ်ဆိုရင်တော့အကောင်းဆုံးကတော့မနေ့ပိုင်းမှာအောင်မြင်ကြကြတဲ့သူတွေရဲ့စာအုပ်ဖတ်ခြင်းပါမနက်ပိုင်းမှာတနိုင်နိုင်ဖတ်ပါလို့ပြောတာမဟုတ်ပါဘူးမိတ်ဆွေဖတ်ရတာကြိုက်တယ်ဆိုရင်တော့ဖတ်လို့ရပါတယ် ဒါပေမဲ့မိတ်ဆွေက10မိနစ်ပဲဖတ်မှန်ဆိုရင်တော့မိတ်ဆွေရဲ့စိတ်နေစိတ်ထားက နေတဲ့နေတာရဲ့အစမှာပဲကောင်းသွားမှာပါ။ Number 5 Deep breathing အသက်ကိုပြင်းပြင်းနဲ့ရှည်ရှည်ရှူသွင်းရှူထုတ်လုပ်ခြင်းပါ။လူတော်တော်များများအတွက်10မိနစ်ပဲတရားထိုင်ဖို့မဟုတ်ရင်ကိုယ့်ရဲ့စိတ်ကိုညင်ယောင်ထားဖို့အရန်ခတ်ပါတယ်။ဒါပေမဲ့ဒမြိုင်နဲ့ထဲမှာပဲ Deep breathing လုပ်ဖို့ကတော့အားလုံးအတွက်လွယ်ကူပါတယ်။ဒါကြောင့်မိတ်ဆွေကအမြဲမနက်တိုင်း10မိနစ်အတွက် Deep breathing လုပ်ပါ။အသက်ကိုပြင်းပြင်းနဲ့ရှည်ရှည်လေးရှူသွင်းရှူထုတ်လုပ်ပါ။ ဒီလိုလှုပ်ခြင်းအဖြစ်မိတ်ဆွေရဲ့စိတ်ကငြိမ်လာပြီး peaceful ဖြစ်လာမှာပါပြီးရင် focus နဲ့ concentration အာရုံစုဆိုင်တဲ့ power တိုးတက်လာတာစိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုနဲ့ဒေါတာထထတာတွေညော့နေလာတာ မိတ်ဆွေရဲ့ energy level တွေတိုးမြင့်လာတာအဆရှိတဲ့အကျိုးတွေအများကြီးကိုမိတ်ဆွေကိုယ်တိုင်တွေ့မြင်ရမှာပါအကယ်လို့မိတ်ဆွေကတစ်နေ့လုံး stress overthinking နဲ့စိုးရိမ်ပူပန်မှုတွေဖြစ်တာများပြီးအာရုံစူးစိုက်မှုညော့နေနေတယ်ဆိုရင်ဒီ deep breathing ကမိတ်ဆွေအတွက်အရန်ကိုအကျိုးရှိမှာပါ။ဘာလို့လဲဆိုရင်ဒါကမိတ်ဆွေကိုရုပ်ပိုင်းဆိုင်ရာအရာရောစိတ်ပိုင်းဆိုင်ရာအရာရောအများကြီးအကျိုးပေးလို့ပါ။ Number 6 move your body မိတ်ဆွေရဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားပါ။ ်မိတ်ဆွေက တနေ့တာမှာမိတ်ဆွေရဲ့ခန္ဓာကိုယ်ကိုခဏအတွက်ပဲဆွဲခြင်းဆွဲဆက်နေဆိုရင်ဒါကမိတ်ဆွေရဲ့အယိုးနဲ့အစ်စ်ကနေဖြစ်နိုင်တဲ့ဒဏ်ရာတွေကိုရှင်းချပေးပါတယ်ဆိုပြီး orthopedic surgeon အယိုးရောဂါခွဲစိတ်ကုသတဲ့အထူးကုဆရာ glanchy ကပြောထားပါတယ် ဒီလိုတနေ့တာမှအနည်းဆုံး10မိနစ်အတွက် body ကို stretch လုပ်ခြင်းကမိတ်ဆွေရဲ့ muscle ကြွက်သားတွေကိုတင်ပါစေတယ်။ပြီးရင်သွေးလည်ပတ်မှုအားကိုလည်းကောင်းစေပြီးအုန်းနောက်ကို လုံလောက်တဲ့ oxygen ကိုပို့ပေးပါရယ်။အကယ်လို့မိတ်ဆွေကတနေ့ကုန်မှာပြင်းရတာတို့ခန္ဓာကိုယ်နာကျင်တာတို့ခံစားရရဆိုရင်ဒီ10မိနစ် stretching လုပ်တာကအပြည့်အစုံတွေကိုဖြည့်ရှင်းပေးနိုင်ပါတယ်။ ဒါဆိုမိတ်ဆွေကမနေ့တိုင်း10မိနစ်ပဲခန္ဓာကိုယ်ကိုဆွဲဆက်တဲ့လေ့ကျင့်ခန်းကိုလုပ်ပြီးအဲ့လေ့ကျင့်ခန်းကြောင့်မိတ်ဆွေရဲ့တကိုယ်လုံးကကောင်းကောင်းလေး stretch ဖြစ်သွားတယ်ဆိုရင်တော့တနေ့ကလုံးမှာမိတ်ဆွေကပေါပပပနဲ့ active feel ဖြစ်နေမှာသိချပါတယ်။ Number 7 take sunlight နေအောင်ခြေဓာတ်ကိုရယူပါအပင်တစ်ပင်နဲ့တခြားအရာတွေလိုပဲ ကျွန်တော်တို့လူတွေအတွက်လည်းနေအောင်ကြီးဓာတ်ရယူဖို့အရန်အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့နေအောင်ကြီးဓာတ်ကကျွန်တော်တို့ရဲ့ mood ကို affect လုပ်ပြီးကျွန်တော်တို့ခန္ဓာကိုယ်မှာ vitamin D ရဲ့ဓာတ်ကိုဖြည့်ပေးပါတယ်။ပြီးရင်အုံနောက်မှာရှိတဲ့ကျွန်တော်တို့ကိုပျော်ရွှင်မှုကိုခံစားစေရတဲ့ serotonin ဓာတ်ကိုတိုးမြင့်စေပါတယ်။အကယ်လို့မိတ်ဆွေကနိုင်မောင်းများစွာတနေရာထဲမှာထိုင်တဲ့ ပြီးရင်အပြင်ထွက်ပြီးဘယ်တော့မှနေအောင်ကြီးတဲ့ကိုမယူဘူးဆိုရင်ဒါကမိတ်ဆွေရဲ့ mood ကို affect လုပ်နိုင်ပြီးစိတ်ညစ်တာစိတ်တက်ကြတာနဲ့ပြင်းရတာဖြစ်နိုင်တဲ့ chance ကပိုများသွားနိုင်ပါတယ်ဒါပေမဲ့မိတ်ဆွေကမနက်တိုင်း7မိနစ်အတွက်နေအောင်ရည်ဓာတ်ကိုယူလိုက်ရင်တော့အပြစ်တနာတွေဖြစ်တော့မှာမဟုတ်ပါဘူး။ Number 8 Take cold shower ရေအေးအေးနဲ့ရေချိုးခြင်းပါ။အကယ်လို့ဆောင်းရသည်မဟုတ်ဘူးဆိုရင်တော့မနက်စောစောရေအေးအေးနဲ့ရေချိုးတာက မိတ်ဆွေကို အပြစ်အဝလမ်းဆန်းစေပြီးပြင်းရင်ကနေကာကွယ်ပေးပါတယ်။ ပြီးရင်မိတ်ဆွေရဲ့စိတ်ကိုကြည်လင်စေပြီး energy level ကိုလည်းမြင့်တင်ပေးပါတယ် ဘာလို့လဲဆိုဂိုးရှာဝါယူခြင်းကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ white blood cell ရဲ့အရေးအတွက်ကိုမြင့်တင်ပေးပြီးဒီ white blood cell ကပဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုနင်မကောင်းဖြစ်ခြင်းနဲ့ပိုးတွေဝင်ခြင်းကနေကာကွယ်ပေးပါတယ်။ဒါပေမဲ့ worldwide မှာရှိတဲ့ productive အဖြစ်ဆုံးလူတွေရဲ့မနက်တိုင်းမှာရေအေးနဲ့ရေချိုးရတဲ့အကြောင်းရင်းကတော့တစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့ပိုပြီးလန်းဆန်းတက်ကြွစေတဲ့ခန္ဓာကိုယ်နဲ့စိတ်နေစိတ်ထားကိုရရှိဖို့ပါ။ Number 9 plan your day ကိုယ့်ရဲ့တနေ့တာအတွက်အစီအစဉ်ရေးဆွဲခြင်းမှာ အကယ်လို့မိတ်ဆွေကမိတ်ဆွေရဲ့တနေ့တာကိုမိတ်ဆွေလိုချင်တယ်လို့တပုံစံဖြစ်ချင်တယ်ဆိုရင်တော့မိတ်ဆွေကတနေ့တာရဲ့အစီအစဉ်ချတဲ့အကျင့်ကိုအမြဲလုပ်လိုက်ပါ။ မနေ့တိုင်း10မိနစ်ကိုယ့်ရဲ့တနေ့တာအတွက်အစီအစဉ်ရေးဆွဲပါဒီလိုလုပ်ခြင်းအဖြစ်မိတ်ဆွေကမိတ်ဆွေလုပ်ရမယ့်အလုပ်တွေကိုမမေ့ဘဲအစီအစဉ်အတိုင်းလုပ်သွားနိုင်မှာပါဒီလို planning လုပ်ခြင်းကမိတ်ဆွေရဲ့နေ့စဉ်အလုပ်ကိုပြီးမြောက်နိုင်တဲ့ chance ကိုပိုများစေပါတယ်ဘာလို့လဲဆိုတော့ဒါကမိတ်ဆွေရဲ့အုံနောက်ကိုအစီအစဉ်ကြကြနဲ့စီကံရှိအောင်ထားဖို့အတွက်ကူညီပေးတဲ့အတွက်ကြောင့်ပါပြီးရင်မိတ်ဆွေရဲ့ list တွေကိုဖုံးမှမရေးဘဲစာရွက်မှရေးဖို့ပြောခြင်းပါတယ်ဘာလို့လဲဆိုဖုံးကမိတ်ဆွေကိုအနောက်အရှက်ပေးနိုင်လို့ပါ အကယ်လို့အဆင်ပြေတယ်ဆိုရင်တော့မိษွေကဒီပလန်ချတာကိုညမအိတ်ခင်အရှိတရက်ကြိုပြီးချရင်ပူကောင်းပါတယ်ဒါပေမဲ့လည်းမိษွေကညလုံးဖို့အဆင်မပြေရင်တော့မနဲ့လုံးလည်းရပါတယ်အဓိကကတော့ဒီ habit ကိုလိုက်နာဖို့လိုပါတယ် number 10 reflection ကိုယ့်ရဲ့ဘဝကိုသုံးသပ်ခြင်းမှာမိษွေတို့တွေကတော်တော်များများကညမအိတ်ခင်နဲ့မနဲ့ထထခြင်းမှာပထမဆုံးလုပ်တဲ့အလုပ်ကဖုံးသုံးခြင်းဆိုတာကျွန်တော်ပြောနိုင်ပါတယ် အကယ်လို့မိတ်ဆွေကဘဝမှာတကယ်ကြီးကြီးမားမားအောင်မြင်ပြီးကောင်းမွန်တဲ့အရာကိုရချင်တယ်ဆိုရင်တော့တနေ့တာရဲ့အစမှာကိုယ့်အတွက်နဲ့ကိုယ့်ဘဝအတွက် reflect လုပ်တဲ့အကျင့်ကိုလုပ်ပါဆူလိုတာကမိတ်ဆွေကအမြဲ10မိနစ်အတွက်စိတ်အေးအေးထားပြီးကိုယ့်ရဲ့ပန်းနိုင်နဲ့ကိုယ့်ဘဝရဲ့ရည်ရချက်အတွက်တွေးပါစဉ်းစားပါပြီးရင်အခုကိုချထားတဲ့နေ့စဉ် plan ကမိတ်ဆွေလိုချင်တဲ့ပန်းနိုင်စီကိုခေါ်သွားနေလားဆိုတာကိုသုံးသပ်ပါကိုယ့်ရဲ့တနေ့တာကိုဘယ်လိုကုံဆုံးစေချင်လဲဆိုတာကိုမေးပါ ပြီးရင်ကိုယ့်ရဲ့နေ့တနေ့တာကိုအကောင်းဆုံးဖြစ်အောင်ဘာတွေလုပ်နိုင်လဲဆိုတာကိုမေးပါကိုကိုကိုလေးနဲ့ပြီးအတိတ်ပဲရှိတဲ့မိခွန်းတွေကိုမေးပါဒီလိုလုပ်ချင်ကမိတ်ဆွေကို clarity ကြည်လင်ပြတ်တာမှုနဲ့ self awareness ကို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 တည်ဖို့အတွက်အများကြီးအထောက်အကူပေးမှဖြစ်ပါတယ် ဒါဆိုရင်ဒီနေ့ဒီဗီဒီယိုအတွက်တော့ဒီလောက်ပါပဲမိတ်ဆွေတို့ဒီဗီဒီယိုကိုနှစ်သက်မယ်လို့မျှော်လင့်ပါတယ်နှစ်သက်တဲ့ဆိုရင်တော့ဒီဗီဒီယိုကို like and comment လေးလုပ်သွားပေးပါနော်ပြီးရင်ကိုယ့်ရဲ့မိတ်ဆွေတွေနဲ့လည်း share သွားပေးပါနော်ဒီလိုဗဟုတုတတွေနဲ့ပြည့်နေနေတဲ့ life changing videos တွေကိုအမြဲတမ်းဆင်ခြင်ပြီး update ရချင်တယ်ဆိုရင်တော့ Better Life Mission မြန်မာ channel ကို subscribe လုပ်ပြီးဘေးနားက notification bell ကိုနှိပ်ဖို့မမေ့ပါနဲ့နော်ကြည့်ရှုအားပေးမှုအတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်